္လာပါရှင်ကျမတော်ဝန်ဒီပါ DV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်62ယောက်ဟာနေဆက်ကသူတို့စခန်းသိမ်းခံရပြီးတဲ့နောက်ထိုင်းဘက်ကိုလက်နက်ခဲအနေနဲ့ထွက်ပြေးလာပြီးစနေနေ့ကလက်နက်ဖြုတ်သိမ်းခံရတယ်လို့ခေါက်ဆန်သတင်းမှာဖော်ပြထားပါတယ်တားခရိုင်ထိုင်းနယ်စပ်နာကကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ပြီးတဲ့နောက် ထွက်ပြေးလာကြတဲ့အတွက်လူသားချင်းစာနာထောက်ထားမှုရထိုင်းနိုင်ငံဘတ်ချန်နယ်ဇက်ကိုဖျက်ချော်ခွင့်ပြုခဲ့လို့ဆိုပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်62ယောက်ထဲက17ယောက်ဟာဒဏ်ရာရတာပြီး4ယောက်ကပြင်းထန်တယ်လို့18ယောက်ကသေဆုံးခဲ့တယ်လို့ပြောကြောင်းသိရှိရပါရယ်ကရင်ပြည်နယ်မြမထိုင်းနယ်ဇက်မြောက်ဦးရီမြို့နယ်အတွင်းဟာစစ်ကောင်စီတပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေနဲ့ ဗိုလ်ချုပ်စောနယ်ဒါမြဦးဆောင်တဲ့ကော်တူးလေအာမီ KDL တို့ကတိုက်ခိုက်နေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေရလို့ရှေ့တန်းသတင်းရင်းမြစ်တွေကသိရပါတယ်ရှင်။ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့အင်းလေးဒေတာကနေအိမ်တွေကို ပြန်လည်တီထောင်ရမှာ30ရာခိုင်နှုန်းလောက်ပဲပြီးစီးပါသေးတယ်။နင်းနင်းသတင်းပေးပို့ထားပါရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကအင်းလေးဒေတာဟာမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ပြည်သူအယောက်100ကျော်တေဆုံးခဲ့ရပြီး နေအိမ်3200ကျော်ရိုင်းလဲပျက်စီးခဲ့ရပါတယ်။ရိုင်းလဲသွားတဲ့အိမ်တွေကိုပြန်လည်တက်မှတ်တာတွေပြုလုပ်တာကတရာမှာ60ရာခိုင်နှုန်းလောက်ထိပြုပြင်ပြီးပေမဲ့လုံးဝပျက်စီးသွားတဲ့နေအိမ်တွေအတွက်ပြန်လည်ထူထောင်ရေးလုပ်တာက60ရာခိုင်နှုန်းလောက်ထိပဲပြီးပါသေးတယ်။လုံးဝပျက်စီးပြီးတော့ပြန်လည်ဆောင်မဲ့အိမ်တွေကတော့ဘယ်လုံးနေထားပြောမယ်ဆို30ရာခိုင်နှုန်းလောက် အဲ့လိုပဲပြီးစီးနိုင်ခဲ့ကြဗါလို့ဆိုတော့နံပါတ်၈ကငွေရေးကြီးအစမပြေတဲ့ကိစ္စရေးနံပါတ်၂ကဟိုကုန်စည်နှုန်းတက်တာရေးနံပါတ်၃ကလက်သမားဆေးရအောင်လောက်မရှိတာရေးပေါ့နော်ကုန်စည်နှုန်းတက်နေတာဆိုတနည်းတစ်ချက်ပါပဲဗျာငါတောင်းအောင်အဲ့လိုမျိုးခုန်တက်နေတော့လေမှန်တာကနေတခြားစီဖြစ်နေပေါ့နော်အဲ့ခေါကမိုးရတာများလာတော့လေအေးပြန်လေဒီဆောင်နေတဲ့အချိန်ဒီပါဆိုမိုးနေလေတွေအဲ့လိုမျိုးရွာရှာတော့တိတ်လာပြီဆိုဆော့ဆော့လို့ရတယ်ကအခုအရေးခဏကြက်ထားရတယ်တချို့နေရာတွေမှာအိမ်မဆော့ရသေးတဲ့အတွက် ယာယီတက်ထိုးပြီးနေထိုင်နေရင်းကနေမိုးရွာလာတာကြောင့်ရေတက်လာတာတွေကိုလည်းကြုံတွေ့နေရပါတယ်။ပြိုလဲပျက်စီးသွားတဲ့အိမ်တလုံးကိုပြန်လည်တည်ထောင်ရမှာဝါအိမ်တလုံးကိုငွေကျပ်55သိန်းလောက်ကုန်ကျပြီးတစ်အိမ်တလုံးကို300ကနေ300အထိကုန်ကျတယ်လို့သိရပါတယ်။ကျော်လက်သမားစီရတယောက်မြင်နေပြောမယ်ဆိုရင်ကုန်းပေါ်မှာဆောက်ရတာပူပြီးတော့မြန်တယ်။ရည်ရဲကြတော့လည်းတော့ပူခက်ခဲတယ်။အခုကအလူရှင်တွေကရက်တက်မှတ်ထားတော့ကျွန်တော်တို့လက်သမားစီရတွေမှာ ိုအိမ်တည်ရင်အခုညတောင်းတော့အခုအိမ်မှာတရက်နေ့ဝင်ပြီးဟိုဘက်အိမ်ဝင်ပြီးနေရတော့ပြီးတက်တော့မပြီးလက်ထမအိမ်အားမရှိတော့ဟိုဘက်အိမ်နေရောက်ဒီဘက်အိမ်၃ရောက်ခွဲပြီးနေရတော့အရှင်ရပူပြီးတော့ကြာကြံတော့တယ်ဟိုငလင်ကြောင့်အင်းလေးဒေသကနန်းပန်ကေလာကြာတော့ဇရက်ကြီးဟဲရရွာမစိတ်တတလဲဦးရေလဲရှိဝကြီးမြောင်းဝကြီးစတဲ့ကြီးရွာတွေမှာနေအိမ်တွေပျက်စီးခဲ့ရတာပဲဖြစ်ပါတယ် ပျက်စီးသွားခဲ့တဲ့နေအိမ်တွေအတွက်ပြည်တွင်းပြည်ပကအလူရှင်တွေကနေအိမ်တွေပြန်လည်ဆောက်လုပ်နိုင်ဖို့ပံ့ပိုးကူညီနေကြပေမဲ့ကုန်စည်နှုန်းတက်လာတာမိုးရေစတိုက်ရွာတာလက်သမားမလုံလောက်တာ ထိခိုက်ပျက်စီးရတဲ့နေအိမ်တွေများတာကြောင့်အခက်အခဲတွေကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ဒီမှာနင်းနေမှာရန်ကုန်တိုင်းမြောက်ကလာနဲ့မယန်ကုန်းမြို့နယ်အတွင်းမှာကဘာအေးလန်တလျှောက်စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကဘက်ထရီစပိန်တွေကို၃ရက်စတိုက်ဖမ်းဆီးငွေညှင်းနေရလို့မြို့ခံနေစရာနေသိရပါဗျ။ ပြီးခဲ့တဲ့မတ်လ22ရက်နေ့ညနေလောက်ကနေစတင်ပြီးမြောက်ကလာမြို့နယ်လမ်းဝတရားအစဉ်၁ရက်ကွက်ကခတ်တာလမ်းထိပ်မှာဘက်ထရီစပင်းအစီးရေ30နီးပါးကိုစစ်ကောင်စီရဲတွေကဖမ်းဆီးထားပြီးတစည်းကိုကြက်ငွေ2000နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်ဒီလိုဖမ်းဆီးနေတာကစစ်ကောင်စီအငိမ့်စာဗိုလ်မှူးချုပ်ချိုးထွန်းအောင်တနက်နေ့ပြစ်ခတ်လုတ်ကြံခံရပြီးတဲ့တိတ်ဆုံးမှုနောက်ပိုင်းမှာစတင်ဖမ်းဆီးလာတယ်လို့လည်းသိရပါဗျ။မင်းအောင်မျိုးခန့်တယောက်ကပြောရမှာတော့ အဲ့ဒီနေ့မနက်ကတက်ကအကြီးတကောင်အသက်ခံရပြီးကလေးကနေကင်လောက်ကနေစတင်ပြီးဖမ်းတာဖြစ်ကြောင်းနဝရေးထိတ်လောင်းဝဘက်ကနေစတင်ဖမ်းစီကြောင်းနဲ့ဘက်ထရီစပိန်တွေရော e-bike တွေရောအကုန်ဖမ်းစီကြောင်းညှိလို့ရတဲ့ဘိန်းတွေကတော့2000ပေးရပြီးဖမ်းစီထားတာအစီး40ကျော်ကျောင်းနဲ့22ရက်နေ့ကလေးကဖမ်းစီနေရလို့ပြောပါရရှင် DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်မကတော့ဝမ်းနေပါ